အားလုံးပဲမင်္ဂလာပါရှင်။မနေ့ပြန်စွန်လ30ရက်နေ့အတွက်မလို့သားခမန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။ဒီကနေ့စွန်လ29ရက်နေ့မှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာလေပြင်းနဲ့ရေဝန်ဖြစ်ပေါ်နေတယ်လို့မလို့သားပညာရှင်များကသိပေးထားပါတယ်။ အဲ့ဒီလေဖျားနဲ့ရေဝန်းအရှိန်နဲ့မုတ်တုံလင်အားကောင်းရာကနေအားအလွန်ကောင်းနေတာကြောင့်ဒီကနေ့ဇွန်လ29ရက်နေ့ကနေဇူလိုင်လ9ရက်နေ့အထိပြည်내နဲ့တိုင်းအားလုံးတို့မှာနေရာကျဲကျဲကနေနေရာဆက်စိတ်မိုးတစ်ချုံရွာနိုင်ပြီးအချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ ဒီကနေ့ဇွန်လ29ရက်နေ့ညနေ6:30မိနစ်အချိန်တိုင်းထွားကြရာဖောင်ပြင်းမြို့မှာစိုးရင်အမှတ်ထက်ကျော်လွန်နေတဲ့ချင်းတွင်မြေကြီးဟာပြန်လည်ကျဆင်းနေပြီဖြစ်ပြီးနောက်36နာရီတွင်စိုးရင်အမှတ်အောက်ကိုပြန်လည်ရောက်ရှိနိုင်ပါတယ်။မုံရွာမြို့မှာတော့နောက်တရက်အတွင်းစိုးရင်အမှတ်ကိုရောက်နိုင်ပါတယ်။ဒါပြင်မင်းကင်းမြို့ကချင်းတွင်မြေကြီး၊မရောက်ကစစ်တောင်းမြေကြီး၊ပဲခူးကပဲခူးမြေကြီးနဲ့ဖန်ကတလွင်မြေကြီးတွေက နောက်နှစ်ရက်အတွင်း အဲ့ဒီမျိုးတွေရဲ့စိုးရင်ရဲ့အမှတ်ကိုရောက်ရှိနိုင်ပါတယ်။ဒါကြောင့်ဖောင်းပြစ်မှာတော့သတိနဲ့နေထိုင်ကြဖို့နဲ့မုံရွာမင်းကင်းမရောက်ပကိုးနဲ့ဖန်မျိုးတွေကမြကန်နာအင်းနဲ့မြင်းနေပိုင်းနေထိုင်ကြသူတွေအနေနဲ့သတိနဲ့နေထိုင်ကြဖို့နဲ့မြင့်ရင်မြင့်တက်လာရင်အချိန်မီရှောင်ရှားကြဖို့မိုဇလာကသတိပေးထားပါတယ်။အခြားမျိုးတွေရဲ့မြင့်ရည်တွေကတော့စိုးရင်ရဲ့အမှတ်အောက်မှာပဲရှိနေပါသေးတယ်။မနေ့ပြန်စွန်လ30ရက်နေ့မွန်တဲချိန်ထိ ကရနီကရားပြည်နယ်မန္တလေးတိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာနေရာကျကျချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာနေရာဆက်ဆိတ်နဲ့ကျန်းပြည်နယ်နဲ့တိုင်းတွေမှာနေရာနယ်ပြားမုန်တချုံရွာနိုင်ပြီးရွာရင်ရာနှုန်းပြည့်ဖြစ်ပါတယ်။ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နေပြည်တော်ပဲခူးတိုင်းမကွေးတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နယ်ဘင်္ဂလားပင်လယ်အော်တို့မှာမောက်တုံလေအားကောင်းရာကနေအားအလုံးကောင်းနေပါတယ်။ မြမကဲဝန်းတရှောင်းနဲ့ကန်လန်ပင်လေပြင်းတို့မှာရမယံခါမောတက်လေပြင်းများကြက်ရောက်ပြီးလှိုင်းကြည့်ပါမယ်။မောတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်ဆက်တဘေကနေ73မီကန်ရှိနိုင်ပါတယ်။ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊စကိုင်းတိုင်းထပ်ပိုင်းနဲ့အေရဝတီတိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ပေါ်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရနေရာတရှောင်းမှာမိုးရွာသွန်းကျတဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချောင်းခြင်း၊မိုးကြိုးပစ်ခြင်း၊လျှစီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ချုပ်တင်တရီပြုနေထိုင်ကြဖို့မိုးစလာကအကြံပြုထားပါတယ်။နောက်နှစ်ရက်အတွင်းကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်ရှေးပိုင်းနဲ့ပဲခူးတိုင်းတို့မှာမိုးပေါ်လာပါမယ်ရှင်။အခုလိုမိုးလေဝသခံမှန်းချက်တွေနဲ့တဘာဝဘီယန်ရဲ့သတိပေးချက်တွေကိုညစီညတိုင်းတင်ဆက်ပေးနေရမို့ဒီ channel ကို like and subscribe လုပ်ပြီး notification ကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါရှင်။ ခုမိုးလေဝသသတင်းအချက်အလက်တွေဟာမိုးစလာမိုးလေဝသမြန်မာရေကောင်ဌာနကွယ် NUG မိုးလေဝသမိုးလေဝသပညာရှင်ဦးဝနိုင်နဲ့ဒေါက်တာဆိုင်းခွန်အာကာရဲ့ထုတ်ပြန်ချက်တွေကိုစူးစိတင်ပြထားခြင်းဖြစ်ပါရဲ့ရှင်။